သက်ငယ်ငယ်လေးနဲ့အွန်လိုင်းပေါ်ကနေပကြီးဆွဲပြီးတော့ပတ်စံရှာနိုင်နေပြီဖြစ်တဲ့သမီးအကြီးလေးဝတီကြောင့်တိုင်သားလုံးအံ့ဩခဲ့ရတဲ့ဆိုတဲ့တရုတ်ဆောင်နန္နာလိုင်းတို့မိသားစုမင်္ဂလာပါပရိသတ်ကြီးရင်တရုတ်ဆောင်နန္နာလိုင်းကတော့တခက်တခါကထိတ်တန်းမင်းသမီးတယောက်အနည်းနဲ့နာမည်ကြီးခဲ့တဲ့ဆိုပေမဲ့အိမ်အောင်ကြပြီလို့သမီး၃ယောက်ကိုမွေးဖွားပြီးချိန်မှာတော့အမှုပညာအလုပ်တွေအားလုံးကိုရပ်တန့်ခဲ့ကမိသားစုအတွက်သာအချိန်အပြည့်ဝပေးရင်းနဲ့သမီး၃ယောက်ရဲ့နဘေးနားလေးမှာ လိုအပ်ချက်တွေအားလုံးကိုဖြည့်ဆည်းပေးရင်သမီး၃ယောက်အတွက်မှန်ကန်ကောင်းမွန်တဲ့လမ်းကြောင်းတွေကိုချပြပေးလျက်ရှိတာပဲဖြစ်ပါတယ်။တရုတ်ဆောင်နန္နာလိုင်းကသူမကိုယ်တိုင်ကလည်းအမှုပညာအလောက်ကနေရနာလိုက်သလိုသမီး၃ယောက်စလုံးကိုလည်းအမှုပညာအတိုင်းဝိုင်းနဲ့နှီးဆက်စေခြင်းမရှိပဲပညာရေးကိုသာအဓိကဦးစားပေးခဲ့တာလည်းဖြစ်ပါတယ်။အခုဆိုရင်တော့တရုတ်ဆောင်နန္နာလိုင်းရဲ့သမီး၃ယောက်စလုံးကအရွယ်တစ်ခုစီကိုရောက်ရှိလာကြပြီဖြစ်ပြီးသမီးတွေရဲ့ဝါသနာတွေနဲ့ပတ်သက်ပြီးတော့လေမိဘတွေအနေနဲ့ ီးခွင့်ရရှိခဲ့ပြီလို့လည်းသိရပါဗျ။တရုတ်ဆောင်နန္နာလိုင်ရဲ့သမီး၃ယောက်ထဲကသမီးအကြီးဆုံးဖြစ်တဲ့ဇေဝဒီလိုင်ကတော့ငယ်စဉ်ကလေးဘဝကလေးကပကြီးအမှုပညာကိုဝါသနာကြီးလွန်းသူဖြစ်တာကြောင့်မင်းသမီးနန္နာလိုင်ကစနစ်တကျနဲ့ပြုစုပျိုးထောင်ပေးခဲ့ကအခုဆိုရင်တော့ဝဒီလေးက website ပေါ်ကနေပကြီးပုံလေးဆွဲပြီးတော့ငွေရှာနိုင်တဲ့အထိအောင်မြင်လာခဲ့ပြီလည်းဖြစ်ပါတယ်။သမီး၃ယောက်ဖီဖီဖြစ်တဲ့ဦးစီတီဟာက သမီးလေးဝဒီအကြောင်းကိုတီးလိုက်ရတဲ့အချိန်မှာ တအိမ်သားလုံးတအံ့တောဖြစ်ခဲ့ရတယ်လို့ဆိုလာခဲ့တာလည်းဖြစ်ပါတယ်။ဦးစီတီဟာကဒီနေ့မှ သမီးဝတီနဲ့ပတ်သက်ပြီးတအိမ်လုံးအကုန်အံ့ဩနေကြရတယ်။ website တစ်ခုပေါ်မှာဝတီကပကြီးလေးဆွဲပြီးတော့ပတ်စံရှာနေတာသူ့ကိုတေးချာမေးကြည့်တော့မှပုံတွေအများကြီးရောင်းပြီးသွားပြီတယ်။ဘဏ်အကောင့်တော့မဖွင့်ရသေးတော့ romance game ပတ်စံနဲ့ပဲလက်ခံရတယ်လို့ပြောတယ်။နောက်ရက်တွေကြာရင်တော့သူ့ကိုဘဏ်အကောင့်တစ်ခုဖွင့်ပေးရတော့မယ်။ဆွဲကားကအနည်းဆုံးဒေါ်လာ90ကနေစယူပါသေးတယ်။ အဲ့ဒါကြောင့်နေတိုင်းပုံနေဆွဲနေတာဒီနေ့မှဆက်ဆက်မိတယ်။ဒါတွေကသူ့ရဲ့ website ပေါ်မှာနမူနာတင်ထားတဲ့လက်ရာတွေပါဟုဆိုကဝဒီလေးကသူမရဲ့ပကြီလက်ရာပုံတွေကိုတပုံကိုဒေါ်လာ90ကအနည်းဆုံးစယူပြီးဒေါ်လာ100ဒေါ်လာ200အထိလက်ရာအလိုက်တပုံချင်းစီရဲ့ဈေးနှုန်းတွေကိုသတ်မှတ်ထားတာဖြစ်တယ်လို့ဦးစည်တီဟာက ပြောလာခဲ့တာဖြစ်ပါတယ်။အခုနောက်ပိုင်းမှာဆိုရင်တော့လူမှုကွန်ရက်ပေါ်ကနေပုံစံမျိုးစုံနဲ့ဝင်ငွေရှာလို့ရနေပြီဖြစ်ပြီးဝဒီလေးကတော့ပကြီပညာမှာထူးကျွမ်းတာကြောင့် ိုင်ငံတကာက developer တွေရဲ့စိတ်ဝင်စားမှုကိုရရှိနေခဲ့ကသူ့ရဲ့ပကြီးပညာကိုအသုံးချပြီးနေ့စဉ်နဲ့အမျှဒေါ်လာဝင်ငွေရရှိနေပြီဖြစ်တာကြောင့်နန္နာလိုင်းတို့တမိသားစုလုံးကတော့အံ့ဩခဲ့ကြရတာပဲဖြစ်ပါတယ်